မင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့တော့နာမည်လေးမိတ်ဆက်ပေးပါအောင်အားလုံးပဲမင်္ဂလာပါရှင်တမီးရဲ့နာမည်ကဆွေနာထိုက်ပါဟုတ်ကဲ့မင်္ဂလာပါခင်ဗျာတာနာမည်ရောတွန်းနေလာပဲဖြစ်ပါတယ်ဗျာအားလုံးပဲမင်္ဂလာပါတမီးရဲ့နာမည်ကနမ်းမေမြတ်လို့ပါရှင်ဟုတ်ကဲ့တွေ့ရဝမ်းသာပါတယ်တကယ်ချင်းလို့ရေတကယ်ချင်းလို့အဲ့တော့အသက်တွေဘယ်လောက်ရှိသွားကြပြီလဲအသက်လေးပြောပြလို့ရလားဟုတ်ပါ တမီးက15ဩ15နဲ့တာဩ15ပါပဲဩအကုန်တူတူပဲပေါ်ရွေးတူတမီးက19ကျော်ဩ19အဲ့ဆိုမတော်ထက်တိတ် နည်းနည်းပဲတော့ပဲကြီးမှာအော်ပရိသတ်တို့တေချာမင်းမဆက်ပြရဘူးအဲဇင်းတို့ခုနတကယ်ချင်းလို့ပြောတာတကယ်စတာပါဒါကတော့ဇင်းတို့ရဲ့ဟိုပရိသတ်တွေတကယ်ထင်သွားမှာဆိုတော့တကယ်ချင်းမဟုတ်ပါဘူးပြင်ရှင်းပြတာရှင်းပြရပါတော့ဒါဇင်းတို့အခုဒီ MRT4 မှာ ပြသနေတဲ့ပြသနေပြသနေတယ်ပေါ့နော်မြူနှင်းတို့ထာဝရဝေဆိုတဲ့ဒီဇလန်တွဲဒီဇလန်တွဲမှာဆိုရင်ဒါ ပြောမလို့ရမုံရဲ့အဲရှင်မွေလာရဲ့နောက်ပြီးတော့တန်စင်စည်းစာရဲ့ငယ်ဘဝကိုပတ်ဝန်းပြီးတော့တရုတ်ဆောင်ထားတဲ့တရုတ်ဆောင်မျိုးဆက်တလီဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်ချစ်စရာလေးပြီးတော့ပရိသတ်တွေရောဆလတ်တို့ရောသူတို့ကိုအဲအပိနေရပါတော့ကိုရီးယားပရိသတ်လိုတော့ပြောလို့ရတယ်မိလီတို့အကုန်လုံးအဲငယ်တည်းကတရုတ်ဆောင်လုပ်ခဲ့ကြတဲ့သူတွေလည်းပါတဲ့အခါကျတော့ဟိုဘာပဲပြောအသက်တာငယ်ပေမဲ့အနုပညာနဲ့ပတ်သက်လို့ရှိရင်ကို့မှာအတွေ့အကြုံတွေလည်း တစ်ခုလောက်ရှိနေပြီเนาะနေရာတစ်ခုရှိနေပြီဆိုတဲ့အခါကျတော့အရင်ဆုံးအခုလိုမျိုးမဆင်မိတ်ဆက်ပေးသွားသလိုညနေတို့ထာဝရဝေးဇလန်းတွဲမှာပအဝင်ပြည့်ခဲ့ပုံလေးတူးချင်းစီကပြောပြပေးကြပါအောင်ဟုတ်ပါဒီတမျိုးဒီညနေတို့ထာဝရဝေးဇလန်းတွဲအကြတော့တမျိုးဒီ ငယ်ဘွားရေပေါ့နော်ငယ်ဘွားရေမှာကတ်ဆင်ခေါ်တော့အာတမင်းကကြတော့ဒီဆောင်းနှင်းဖြူငယ်ဘွားပေါ့မမရမွေးငယ်ဘွားမှာအာတမင်းကတ်ဆင်ဝင်ချရဲအာကျန်တဲ့ခလေးတုပ်ဆောင်တဲ့အကောင်လုံးဝင်ချရဲပေါ့နော်အာဝင်တဲ့အချိန်မှာအဲတခြားအဲ့လိုတခုထူကြတခြားကတ်စင်နေဆိုလို့ရှိရင်အဲ့လိုမျိုးဟိုအချိန်ခဏလေးနဲ့ဒီကရိုက်တာမှာတခန်းနှခန်းလောက်တရုပ်ဆောင်ပြီးတိုင်းမဲ့အဲ့ကတ်စင်ကကြတော့တရက်လုံးကြတယ်တရက်လုံးကြတယ်တရက်လုံးကြတယ်ဆိုတာအဲ့လိုမျိုးဟို ဒီကာရိုက်တာတစ်ခုချင်းစီရဲ့ဒီအရေးပါရဲ့အခန်းကြီးရှိရပေါ့နော်အတော်တော်လေးများတော့အတမျိုးဒီတရက်လောက်ညီပါကတ်စတင်ဝင်ရတယ်ပေါ့နော်အဲ့အလေးကမမှန်ရရှိရဲ့အအဲ့အလိုနဲ့ဒီဆောင်းနှင်းဖြူနေရမှာပေါ့နော်အတရုတ်ဆောင်ချရဲ့ပေါ့ရွေးချယ်ခံရရဲ့ဟုတ်ကဲ့အော်ဒီကားဘူးပေါ့နော်ဒီကတ်စတင်သူပြောလို့ပဲလားကတ်စတင်ဝင်ရတယ်ပေါ့နော်ကလေးတုတ်အော်တကလေးတုတ်ဆောင်အများကြီးနဲ့ကတ်စတင်ဝင်ရတယ်ဝင်တဲ့အချိန်မှာအဲ့နေ့ကဒါအကုန်လုံးနဲ့ ဆိုကြရဆိုဒါပျော်ဖို့ကောင်းတာပေါ့ပျော်ဖို့တော့ပျော်ဖို့လည်းကောင်းတယ်အာပြီးတော့ဒီကက်စင်ဝင်တာဒီကရက်တာနေဆက်ကြငယ်ပွားဆိုရယ်ကရက်တာနေရာကိုဝင်တယ်အာအဲ့ကမှပုံရရှိခဲ့ပါတယ်ခင်ဗျဟုတ်ဟုတ်ကဲ့ဒါဟုတ်ရှိမှာဇလန်တွေကြီးဇကားတွေရိုက်ဖူးလားဟုတ်ရိုက်ပါတယ်ခင်ဗျအမတီဖို့အာတွေ့ကြုံနေရှိပြီးသားတွေ့ပြီးပဲအာမမရရဒီကတ်စတင်ကဆိုသူမျိုးဟိုညာလေးပြောလို့ပေါ့နော်မနက်ထက်ကနေရောက်နေရပြီးတော့ညနေလောက်တော်တော်ကြာမှပြန်ရရပေါ့နော်အာ ဆရာမတော်ရောက်ချင်းကစောင်းနေယူနေရရင်လောက်ရဒါပေမဲ့လာရဲ့ကလေးအကုန်လုံးတဲ့မှာမြန်မာအကြီးဆုံးပဲအကြီးဆုံးဆိုတာအနောက်ပိုင်းနန်းချယ်ရီကရိုက်တာပြီးတော့လောက်ရပါဘောနော်လောက်ရတဲ့အချိန်မှာညီမလေးနဲ့တွဲပြီးရညီမလေးဟိုစောင်းနေဖြူကြီးအများကြီးပဲဘောနော်အဲ့ထဲမှာညီမလေးကတော်ပြီးတော့ရွေးခိုင်းရတာဘောနော်အာဟိုညီမလေးအများကြီးနဲ့နန်းချယ်ရီလာလဲဆိုရင်ဟိုအများကြီးတွဲတွဲပြီးတော့တောက်လျှောက်ညနေထီကိုတရုတ်ဆောင်ပြီးခဲ့ရပါဟုတ်ဟုတ်ကဲ့အမှတ်တရရဟုတ်တယ်နော်ကက်စတီနီနဲ့ဒါရွေးချယ်ခံလာရတာဖြစ်တယ်ဆယ်လက်ရှင်နေ အဲ့တော့ဒီဘောက်အခုဇလန်းတွင်းမှာပါတဲ့စင်းနေနဲ့ဒါ production တစ်ခုလုံးနဲ့ရိုက်ခဲ့တဲ့စင်းတချို့တော့ဒါပြည်သက်တရားမြင်ပြီးသွားပြီပေါ့နော်ဒါပေမဲ့ casting နေ့မှာကို့အတွက်အခက်အခဲဖြစ်ခဲ့ဆုံးအချိန်လေးရှင်ပြပြပြပါလားကို့အတွက်အခက်အခဲဆုံးပဲဖြစ်ဖြစ်အမှတ်ရဆုံးပဲဖြစ်ဖြစ်ပေါ့အာတမျိုးဒီ casting ဝင်တဲ့အခါမှာကျတော့အာနီနီနဲ့ရန်ဖြစ်တဲ့အခန်းပေါ့နော်ရန်ဖြစ်တဲ့အခန်းဆိုတော့အဲ့လိုမျိုးဟို အဲရုပ်လုရလားမသိဘူးအဲ့ချိန်မှာအဲ့လိုဓာတ်နဲ့ချစ်မိရခံပါတယ်ဒါပေမဲ့ဟိုတမျိုးကတ်စတမာကြာတော့ပေါ့ကိုဒီတိုင်းအဲကိုဟန်နဲ့ပဲဒီတိုင်းပဲလုရတာဆိုတော့လေအဲ့မှာနဲ့ရောခက်ခဲချင်နဲ့အဲ့လိုမျိုးဟိုနဲ့နဲ့ဖျံပလာဖြစ်နေရပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါပေမဲ့လေအဲတေချာဒီကိုရဲ့မူးကိုပဲထည့်ပြီးတော့လုခဲ့ပါတယ်ဒါပေမဲ့အာတခြားအဲ့လိုစင်းနေရလဲခက်တယ်ဆိုပေမဲ့အဲ့ဒီခန်းတော့တမိတော့ပို့ပြီးတော့ခက်တယ်ရှင်ဟုတ်ကဲ့ အာဒီပေါ့ဒါကတ်စင်ပါဒီမမရရကြုံတွေ့ရတာဒါသူနယ်ပဲပေါ့ဒါစနိုးနယ်ပဲဒါသူခုနပြောလို့သူ့တဲ့အခါမှာဒါရှိတယ်ပြီးရင်ဒါပေါ့အမေနဲ့ကဟိုပေါ့ဇဝင်ခန်းနေပါအဲ့မှာတေးဥဆောင်တာလေးဆိုရင်လည်းအဲ့အခန်းဆိုတာငိုရတာပေါ့နော်ငိုရတယ်ဆိုတော့အခက်ခဲတော့နည်းနည်းတော့ရှိတယ်ဒါပေမဲ့အာတုံနိုင်သွားတယ်ပေါ့နော်ဟုတ်တကယ်ငိုခဲ့တာပေါ့တကယ်ငိုခဲ့တာပေါ့ဟိုရိုက်ရိုက်ခံရတဲ့ပုံစံမျိုးဆိုတော့ဟုတ်တော်လိုက်တာတော်လိုက်တာဟုတ်ကဲ့ကဲသူမရအောင် သမီးပဲခေါ်ပါတော့သမီးပဲမြမလေးလို့သွားပြောလို့မရတော့တယ်အဲသမီးကရတာကြောင့်နန်းချေရောက်အေးအေးလေးပေါ့နော်အေးလေးဆိုကတ်စတင်ဝင်တဲ့အချိန်ကတော့အရန်ခက်တဲ့အခမ်းမျိုးမရှိဘူးမမရရပဲရှိရမမရကြောင့်ခဏပြောလို့ပေါ့နော်စောင်းနှင်းဖြူနေရအရင်လောက်อ่ะလောက်ကဟိုမြေနိုးနဲ့တွဲပြီးရဟိုဟိုနင်းနီနေရာတွဲပြီးရအဲမောင်လေးကပူပူလေးဘလိုဖြစ်နေရအဲ့လိုဖြစ်နေရအဲ့ဒါမမရရှိခဲ့ပါတယ်ကိုကနည်းနည်းရက်လေးရှိရဟုတ်တယ်နည်းနည်းလေးရှိရဟုတ်တယ်အကုန်လုံးက ၃ရက်လုံးကကြတော့ရှေ့မှာဇလန်းတွဲတွေရိုက်ဖူးတဲ့အတွေ့အကြုံတွေတော့ရှိခဲ့မှာပဲပေါ့နော်အဲ့တော့အဲ့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လေကိုဘယ်နဲ့ဘယ်လိုဇလန်းတွဲမျိုးလေးတွေရိုက်ထားဘူးလဲနောက်ပြီးတော့ရိုက်တဲ့အခါမှာရောအခုဒီဒီတကားမှာဆိုရင်ရော character လေးတွေကဟိုပေါ့နော်ကိုတေးဥဆောင်ရတဲ့နေရာလေးတွေကကိုနဲ့ရောအဆင်ပြေလားအဲတမီးဆိုလို့ရှိရင်မေက MRD4 เนี่ยตะมีสะลั้นด้วยอันตรายย้ายผู้เว้ยอาชีพมาเลยอันตรายเว้ยอ่าปฐมาซုံးตะมีย้ายได้ก็จะเอ่อส่งซี้ชิ้นโมเต็งเนี่ยมะม่าโหเนี่ยมะม่าเมี้ยมๆโหเนี่ยย้ายตาจ้ะไอ้ไอ้กานอกไปมาเลยดี MRD4 มาคัสตอมဝင်น่ะไม่ผิดไอ้โหลမျိုးโหตะมีเนี่ยไลท์ดิคาแรคเตอร์นี่ย้ายผิดเด้ปะเนาะだแม้ไอ้โหลမျိုးดีกามาก็จะเนเน่แม่ๆย้ายผิดเด้อาชีพมาก็กายเลยเมตตาย้ายเอ่อย้ายเด้ไดเรคเตอร์อู้เนี่ยเว้ยสออ่าดีกามาจ้ะเหรอเลยโห ဘယ်လိုပြောရမလဲဟိုရင်းနှီးနေပြီးသားဟိုဒီအကုံလုံးနဲ့ဝတင်းဟုတ်တွဲလောက်ပြီးသားဆိုတော့အဆင်ပြေရဒါပေမဲ့အာတော်တော်တော့ပင်မန်းနေပေါ့ဟုတ်ဘယ်လိုပိုင်းနေရပင်မန်းစေရတယ်တမီးကိုအိုးဒီတမီးဒီကားမှာပါဝင်ရတဲ့အခန်းအကြောလေးဟိုတော်တော်များများအဲ့လိုမျိုးဟို episode တိုင်း episode တိုင်းမှာငိုရတာအရင်မြရဲ့အမြင်ဆင်းတဲ့ငိုနေရအဲ့တမျက်ငိုတာအရင်တော်တဲ့အထဲမှာပါတယ်ဟုတ်တယ်နောက်တော့မှာနော်ကျေးဇူးတင်ပါတယ်ပါအဲ့အဲ့လိုမျိုးဆိုတော့အဲ့လိုဆင်းနိုင်ရလေနေတိုင်းကအဲ့လိုမျိုးငိုရတာကြီးပဲဆိုတော့ပထမဒီ episode 1ဒီအကိုရေဒီမိသားစုနဲ့ရှိနေရဲ့အဲ့တပိုင်းလောက်ပဲမငိုရနောက်ပိုင်းကဆင်းနိုင်ဆင်းနိုင်ငိုနေရတဲ့ခါကျတော့အဲ့ဒီ ပြပြီးသား episode ဒီမှာလည်းငိုရတယ်ဒါပေမဲ့အဲ့နောက်ပိုင်းမှာအဲ့ထပ်ပိုတဲ့ဟာတွေကလာအောင်ပါဘာလို့ဆိုတော့အရန်မောရဲ့အဲ့လိုမျိုးဟိုတစ်ခါလေရလို့ရှင်တချို့ရက်တွေမှာဆိုလို့ရှင်အဲ့လိုမငိုနိုင်တော့တာပေါ့နော်မျက်ရည်လည်းမထွက်တော့ဘူးအဲ့လိုမျိုးအားကုန်ကအဲ့လိုအဲ့လိုမျိုးဒါပေမဲ့အဲ့လိုမျိုးဟိုတူတူရိုက်တဲ့ဒီအဲ director ဦးတို့ AD ကိုကိုဝင်မိုင်းနောက်ဘာလို့ရှင်ဒီ crew တွေအကုန်လုံးကပေါ့နော်တမျိုးဆက်ရှင်ရင်းနဲ့စောင့်မြင်နောက်ဘာလို့ရှင်အဦးရဲတို့အာဒီ ဘောင်းနေတုတ်ဆောင်အကုန်လုံးပေါ့နော်အများကြီးအဲ့လိုမျိုးစောင့်နေတဲ့အတွက်လည်းအာဂျေဇုတင်ပါတယ်ဒါပေမဲ့အဲ့လိုမျိုးဟိုတော်တော်တော့အဲဇလန်းတွဲတွေရဲ့မှာတော့ဒီကသမီးတော်တော်ပင်မန်းနေတအားငိုရဟုတ်တယ်ငိုရဆိုတော့ဇလန်းတော့ဘလိုရင်းငိုမလဲပေါ့နော်ရှေ့ဆက်ပြီးတော့အော်ဒါဒီဇလန်းသွဲမတိုင်ခင်အရှိမလည်းဇလန်းသွဲအမတီဖုန်းနဲ့တူတူရိုက်ပူးရဲပေါ့နော်ဒီပထမဆုံးရိုက်ပူးတဲ့ဇလန်းသွဲကအော်ရောင်းစခြင်းမျိုးကလေးပေါ့နော်အော်ဒါမဲ့ဒီဇလန်းသွဲကကြတော့ဒါတမူထူးကြရဲ့ character ဖြစ်နေရဲ့ ဒါကိုယ့်အတွက်လဲဒါဒီ character ပေါ့နော်နည်းနည်းလုပ်ဖူးရတဲ့မှာမပေါ့ဘူးဒါချစ်ကကန်ပုံစံမျိုးသွားတော့ဒါအပြင်မှာလိမ်ပါတယ်ပေါ့ကဲမချစ်ကကန်ဆိုတော့ကွတ်တီးပဲအဲ့လိုမျိုးပေါ့ဒါချစ်ကကန်ပုံစံမျိုးသွားရဆိုတော့ဒါဟိုလေ့ကျင့်ရတာပေါ့တခါကြရင်ဇာလန်ဘက်ကိုဒါစိတ်ဝင်သွားပြီးတော့အပြစ်မှာပါတခါကြရင်အဲ့လိုလုပ်နေတာဆက်လုပ်ချင်တာအဲဒါအော်ပြီးတော့ဒီဒီကားကိုဒါရိုက်တဲ့အချိန်မှာပေါ့နော်ဒါ မှုရေတေချာထည့်ရတယ်အရင်ဇလန်းနေလည်းလည်းမတူဒါကိုတော့လည်းဒါတမိုထူးကြတဲ့ဇလန်းဖြစ်နေတဲ့အတွက်ကြောင့်ဒါတေချာကိုလှုပ်ထားပါရခင်ဗျဟုတ်ဟုတ်ကဲ့ပါ ပြရအောင်အဲမြန်တော့ကဒီဟိုငယ်ဘဝဆိုရင်အမဒီဖုန်းနဲ့မမကြီးကပထမဆုံးရိုက်တာပြားရည်ရိုင်ပေါ့နော်ပြားရည်မှာမမမမီကိုကိုရဲ့ငယ်ဘဝကမှရိုက်ထားရိုက်ထားတော့အဲ့ကားနဲ့တော်တော်များများပြည့်သက်တွေကမှတ်မိကြရဲ့ဆိုတော့အဲ့ကားထဲမှာအရန်ဆိုးတာလုံးဝကျုပ်ကက်ကန်လေးအယုတ်ဒီပါရဲ့လူငယ်ငယ်လေးတွေကလူပါပေါ့နော်အာအဲ့ကားလေးနဲ့မှတ်မိကြရဲ့ပြီးတော့ဒီကားမှာကျတော့နန်းချေပြီးကလုံးဝအေးအေးလေးတော့ရှောက်လုံးဝအင်နိုဆန့်လေးပေါ့နော်အော်ဒီကာရက်တာနှစ်ခုကိုတွဲမြင်လို့ရှိရင်ပြည့်သက်တွေပြီးတော့ ချင်းချင်းမြင်မြင်နဲ့မြင်ကြမယ်လို့ထင်ပါတယ်။အဲဒါဆိုလေတပီဘယ်လောက်ထိလုံနိုင်လဲဆိုတာလေသူတို့အတိအမှတ်ပြုကြမှာလေ။ဟုတ်ဟုတ်အဲ့တော့မတော်နေနေဆိုလို့ရှိရင်လေတပီတို့ ညင်မူးနေတာကလေးတုပ်ဆောင်နေတဲ့တဖြည်းဖြည်းနဲ့ကိုမျက်စိရှိမှကြီးလာတဲ့ကလေးလိုပဲဒါပေမဲ့ဇလန်းဘဲဇကားမှလဲဆိုတာတချို့အရကြတော့တွဲပြီးတော့မမှန်မီတော့တာမျိုးပေါ့နော်အဲ့ဒါမျိုးရှိရယ်ပြီးတော့ပြောချင်တာကလေတကယ်လဲအားကြမိပါတယ်မမတို့ဆိုလို့ရှိရင်ငယ်ဘဝမှာမတိစိတ်မှအနုပညာဝါသနာပါခဲ့တဲ့အချိန်တွေရှိရယ်ဒါပေမဲ့မမတို့ငယ်ဘဝတော့ဆိုလို့ရှိရင်ဇာပဲလောက်ရမယ်ဒါတွေမလောက်ရဘူးဆိုတာမျိုးများတော့အဖြစ်နော်မိမတွေကအဲ့လိုကန့်သက်တယ်ဒီမင်းတို့တစ်ဆက်သေးကြတဲ့ဘဝဟုတ်တယ်ကလေးတွေကတော့မိမတွေကလေတခုဆိုလို့ရှိရင်ဒီကလေးတုပ်ဆောင်လေးတွေရဲ့မိမတွေကအားတက်တယ်ရောအချိန်ပေးတယ် ဆိုတော့မိဘတွေအဲ့လိုလိုက်ပေးမှလည်းသူတို့မှလုံးလို့အဆင်ပြေမှာအရင်အားလုံးဆိုတော့ဒါတော့တမီတို့ကကံလဲကောင်းပါတယ်အဲ့တော့အားလဲကြပါတယ်ဆိုတော့အခုလိုမျိုးကိုဒီလိုမျိုးပေါ့နော်ဝါသနာပါတဲ့အနုပညာလောက်ကိုလုံးလို့ရအောင်ငငယ်ကလေးတွေကလုံးလို့ရအောင်မိဘတွေရဲ့ပံ့ပိုးမှုကဘယ်လောက်ထိကိုယ့်အတွက်အားဖြစ်စေတယ်ဘယ်လောက်ထိအရေးပါတယ်လို့တဦးချင်းစီကမြင်လဲအဲ့ငငယ်ဦးကကြတော့ဒါဟိုဟိုခလေးတယောက်စာလုံးနေရဲ့ဘာလဲမတည်တိုင်းမဲ့ဟိုဖေဖေနဲ့မမေကအဲ့လိုမျိုးဟိုတမီးနဲ့အဲ့ ဟိုလိုက်မယ်ထင်လို့ပေါ့နော်အဲ့လိုပထမဆုံးသမီးစားရတာကြာအဲ့နှစ်နှစ်ခွဲဥမာမြတ်တူတူစင်းနဲ့ကာဘောကြောင်ညာမှာစားရတာဟုတ်နှစ်နှစ်ခွဲမှာစားရတာဆိုရင်ဟုတ်ကြောင်ညာဟုတ်မိဘတွေကအနုပညာပိုးကိုရှိတာနေမှာရှိလို့သူစီရောက်လာဟုတ်တယ် အဲ့တော့အဲ့လိုကနေစပြီးတော့အပထမတော့ဒီလုပ်ကိုလုပ်ဖြစ်မယ်လို့အမထင်ဘူးပေါ့နော်နောက်ပိုင်းကျတော့အဲ့လိုမျိုးမမေကအဲ့လိုမျိုးဒီကြော်ညာကနေစလိုက်တာနောက်ပိုင်းဥနေမြောင်လို့ねဒီဟိုဗီဒီယိုကားရေရိုက်တယ်နောက်ပိုင်းအဒီတမျိုးဇလန်တွဲရေခစ်စားလာတဲ့အချိန်ကျတော့ဇလန်တွဲရေတဲ့ပေါ့အဲ့လိုနဲ့တဖြည်းဖြည်းနဲ့အဲ့လိုဟိုတိလာတယ်ပေါ့နော်အဲ့တော့ဟို မီးဒီလောက်ကိုဆလုပ်ဖြစ်တယ်ဆိုတော့အကြလည်းမမင်းနဲ့ဖိဖိချောင်းပေါ့နော်မမင်းနဲ့ဖိဖိချောင်းအာပြီးတော့တစ်လျှောက်လုံးမှလည်းဟိုတမီးကကြတော့အာရုပ်ပြရုပ်ပြဖြစ်တဲ့တော့ကြောင့်မို့တမီးကိုပင်မန်းတာကြလူတွေတည်ရေပေါ့နော်ဒါပေမဲ့အာနောက်ကွယ်ရနေပတ်မိုးပြရရဒီဖိဖိကိုမမေကိုအာ ဟိုဘယ်လိုပြောရမလဲဓာစုရေပြမဓာစုရေဟိုပေါ့နော်မိနေကြတော့မိကအမြင်လိုက်တာဘယ်တော့တော့အမြင်လိုက်တဲ့အတွက်ကြောင့်မလို့မမေဆိုလို့ရှိရင်ပို့ပေးမယ်ဘာလို့ဆိုအိမ်ရောက်လာလို့ရှိရင်မိကဒါပေမဲ့အိမ်ရောက်မှလဲပြနားလို့ရရမယ်မိကနောက်နေရိုက်မယ်ဟာတဲ့အတွက်အဲ့လိုမျိုးတမီးတို့ဟိုဟိုကိုပံမိုးပေးရတဲ့ကြောင့်မလို့သူတို့လည်းပြင်မန်းနေပေါ့နော်အဲ့တော့အဖေဖေတို့မမေရဲ့ sport ကလည်းအရန်ဟိုဟိုအရေးပါတယ်လို့ထင်နေပေါ့နော်တမီးတို့အဲမမေတို့ဒါအလောက်ပြင်မန်းမခံရင်တမီးတို့ဒီလိုလုံနိုင်မယ်မထင်ဘူးပေါ့နော် ကျော်တက်လိုက်တာကျော်တက်လိုက်တော့လိုက်တာတကယ်ဟောအာဒါငယ်တော့ပြောမယ်ဆိုတာငယ်တော့အာဗဒနစ်မှာစပြီးတော့အနုပညာစလုပ်မယ်အာဆယ်နှစ်ခွဲအဲအဲ့လောက်မှာစပါတော့ဒါဒါအရင်အရင်ကတော့ဝန်သာပါတယ်ဒါပေမဲ့ဖေဖေတို့မေမေတို့ကမအားသေးဘူးအဲ့လိုမှာဖြစ်ဦးဆိုတော့ပြီးတော့မှဒါအနုပညာတကယ်ဝန်သာပါလားဖေဖေနဲ့မေမေကမေးတယ်တကယ်ပါတယ်ဆိုတော့မှဒါမိဘနှစ်ပါးတော့ကနောက်ကနေတောက်လျှောက်ပတ်မိုးပေးတယ်ပေါ့နော်တောက်လျှောက်ပတ်မိုးပေးရမှာတဖြည်းဖြည်းနဲ့ဒီပေါ့ ဇလန်းနေရိုက်တဲ့အချိန်မှာလည်းဒါအမေမလိုက်ဘူးဖေ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 ကလိုက်ပြီးရတာတမိုးတူးကြပါဘောနော်ဖေဖေပဲလိုက်ပြီးရပါဘောနော်အာဖေဖေလိုက်ပြီးတယ်ဖေဖေကတစ်ချိန်လုံးပေါ့နော်ဒါစီမံခန့်ခွဲပြီးရောက်ကြလေးဆိုတော့ဒါဟိုတခုခုအမမဖြစ်မိအောင်ဒါမိဘတွေရပဲဒါစီမံခန့်ခွဲပြီးရပါဘောနော်အဲ့တော့ဒါအဲသူပြောလို့ပဲဒါဟိုဇလန်းတစ်ခုရိုက်ပြီဆိုရင်ဒါမိဘရရတော့ support ပြီးမှဒီတာလမီရရတဲ့တေချာဟိုဟာဖြစ်မှာပေါ့နော်အာဖြစ်မှာဆိုတော့ဒါသစင်းရိုက်ပြီးွားပြီဆိုရင်ဇန်ညုံဖတ်ဖို့ဒါအဝတ်စားပြင်ဆင်ဖို့ကဒါမိဘတွေရဲ့ မိဘတွေကပံ့ပိုးပေးရမှာဒါတာသမီတွေကလည်းရမှာပေါ့နော်အဲ့တော့တာသမီတွေဒီအနုပညာမှာဒီချောမွေးဖို့ဒါမိဘတွေက support ကအဓိကအရေးကြီးပါတယ်ခင်ဗျဟုတ် အဲတမီကအမမရရရှစ်နှစ်ခွဲလောက်ပေါ့၉နှစ်လောက်မှာစားရိုက်တာစားရိုက်တယ်ဆိုတော့မမေးအတီးပေါ့နော်အမရှော့ဖလင်းလေးရှိရဲတဲ့ဟိုတမီကိုလှုပ်ချင်လားဆိုတော့မေးရပေါ့နော်အဲ့မှာငငယ်ကြောက်လေအလိုမျိုးကဟိုရရမယ်ဆိုပျော်ပျော်လေးပဲရလိုက်တယ်ဘာမှတော့မသိလိုက်ဘူးပေါ့နော်ရပြီးတော့မှတဖြည်းဖြည်းတော့ဒီဒီပေါ်ပူပြီးစိတ်ဝင်စားလာပေါ့နော်မမေးကလည်းအနောက်ကနေအကုန်လှုပ်ပြီးစပို့ပေးရပေါ့နော်အဲ မြန်မာလေးပြောဆိုပဲပေါ့နော်အဲတမိမပြန်ရောက်ရင်ပင်မန်းနေဆိုပြီးနားလိုက်တယ်ပြီးတော့စာရေးပြတ်တယ်ဆိုရင်လည်းဟိုစာကြက်ရမယ်ဆိုပြီးတော့နားလိုက်တယ်ဟိုငငယ်ရဆိုမမရမမဲဆိုစာရေးကိုလက်ရင်းနဲ့အကုန်ပြန်ကူးပေးရပေါ့နော်အဲ့မှာစာလုံးဖြစ်အောင်လို့လေအဲစာလေးလောက်ရရပြီးရင်အင်ဂျီပြန်လာရဆိုလဲနောက်နေ့ရိုက်မဲ့ဟာတွေကိုအမိဟုတိုက်ထားရပြီးမနက်ကျရင်လည်းအစောကြီးထားပြီးတော့အလုပ်ဆက်ရှိအကုန်လုပ်ပေးရပေါ့နော်စာရေးစာဖို့တောက်ဖို့ကစာအကုန်ပြင်ဆင်ရပြီးရင်ပို့ဆိုးက သမီးကအကိုရှိရပေါ့နော်အကိုရှိတော့သမီးအဲ့ဇလန်းနဲ့တတော်ရိုက်တာဒီက MRT4 ကပဲလွင်တာပေါ့နော်ကြီးမြတ်တော်မှာဒါရိုက်အောင်ပါဆိုရင်3လလောက်ကြော်ကြော်လောက်ရိုက်ရတခါဒီတီမိုးနဲ့တောက်လျှောက်လုံးရိုက်ရအဲ့ခါကျတော့ကိုကိုကအဲ့မှာ7လမ်းဖြည့်နေရ7လမ်းဖြည့်နေတော့ကိုကိုဘက်ကမမြင်လုံးဝလှည့်လို့မရအောင်သမီးတို့ပဲဟိုနေပြည်တော်ရေရောအကုန်သွားရိုက်ရအောင်ဆိုတော့အနောက်ကနေတစ်ခေါက်ခေါက်လိုက်ပြီးတော့ဟို ပေါ့နော်။တာဝင်းမြောက်ပြောရင်ကို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 တော့မမေကပြောရဲအဲညီမလေးကိုလိုလိုက်တယ်လို့မထင်ပါနဲ့။ညီမလေးကိုပိုချစ်တယ်လို့မထင်ပါနဲ့။မျိုးလုံးချစ်တာပေါ့မမေရော။ဒါပေမဲ့တမီးကြောက်ပိုငဲရော်လေ။ပြောဒီရာလေတမီးကဝတနာပါရဲ့လှုပ်ချင်တယ်ဆိုမမေကအနောက်ကနေအကုန်ပြီးဆပုတ်ပြီးအောင်။ဟုတ်တယ်။ကန်ကောင်းကြရတယ်နော်။ဟုတ်တယ်။ကန်ကောင်းကြရတယ်။ဟုတ်တယ်။ဟိုအဲပြီးတော့ကလေးတရုတ်ဆောင်လို့ပြောပင်မယ်။ဒီတရုတ်ဆောင်နဲ့ industry မှာဆိုရင်ဒီဒီအနုပညာလောကမှာလုံလာတာဆိုတော်တော်လေးဒါ တိုင်းတတခုရောက်လာပြီပေါ့နော်အဲ့ဒီချိန်မှာစဲကျော်တက်လေးလည်းဖြစ်ပြီဆိုတော့ကိုတကယ်ကိုမင်းသားမင်းသမီးဆိုတဲ့အတွေ့တခုနဲ့တွေးလိုက်တဲ့ခါမှာဆိုလို့ရှိရင်အရန်တယုတ်ဆောင်ခြင်းတဲ့ character ဘယ်လို character လဲတယောက်ချင်းစီမှာပေါ့ဒီ character မျိုးအရန်လုတ်ချင်နေဆိုတာမျိုးပေါ့ထုံးလွင့်ပြီးသားဆက်ကားရည်ရလည်းရတယ်ဒါမှမဟုတ်ကိုပေါ့ကိုစိတ်ကူးထားတဲ့ character တခုဆိုလို့ရှိရင်လည်းရတယ်အာ ။တမိကျတော့အဲ့လိုမျိုးဟိုအများရန်ရိုက်နေရတဲ့ဟာတွေကလေဟိုငိုရတဲ့အခန်းနေနောက်ပြီးတနာစရာအခန်းနေနောက်ပြီးအမေမရှိတဲ့အခန်းတော်တော်များရဲ့အဲ့လိုမျိုးဆိုတော့အဲအကယ်၍ကြီးလာလို့တမိဒီလိုမျိုးဟိုဒီလောက်ကိုပဲဆက်လောက်အောင်မယ်ဆိုလို့ရှင်တော့ဟိုဟာလေဟိုအရိတ်ကားတွေကမမဆု နေရာနေပြီးတော့အဲ့လိုမျိုးတရုပ်ဆောင်ချင်တယ်ပေါ့နော်အဲ့မှာလဲအရေးမှာလဲမိကမမမြင်မွဲငယ်ပေါ့ဒါပေမဲ့အဲ့မှာကျတော့အာဒီငိုရတဲ့ဆင်းနေပဲပေါ့နော်အဲ့လိုမျိုးဆိုတော့အာဒီမမကြီးလာတဲ့အခါကျတော့ဖြစ်သွားတဲ့ပုံစံကိုအရင်လောက်ကြည့်ချင်တယ်ပေါ့နော်ချင်းကန်ကန်နဲ့ဟုတ်တယ်ရွေးတိုက်တာပေါ့တွေးအေးရဲ့ပုံစံမျိုးအဲ့လိုမျိုးလောက်ကြည့်ချင်တယ်ဟုတ်ဘောင်းလေးရောအော်ဘောင်းလေးတော့တတရောတတရောဟုတ်တာရောဒါကျတော့ဒီ GAD ဒါအမှုပညာလောက်ကိုဒါဆက်လို့ အုံးမမလို့ဒါဒါ background ပဲလာလာတော့ရပါရဲ့ဒါအကုန်လုံးထင်ပါရဲ့ဗောဒါကြည့်ပါဟို character ရဲ့တခုတည်းတော့တော့မရှိဘူးညာ background ပဲလာလာဒါစူးစမ်းပြီးကိုလုံးထင်ပါရဲ့ခင်ဗျဟုတ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါတပီအောင် အဲတမီးအားကျတော့အဲ့လိုမျိုးငငယ်လေးကငိုဝဲဟာရိုက်ရရဲ့ပြီးတော့ဒီဆဲကျော်သက်ရောက်တော့နည်းနည်း van နေရိုက်ရအောင်ပေါ့နော်အဲတတနာနောက်ကျိုးမှာဆိုလဲအိမ်မောင်လေးတယောက်ကိုနှိပ်ဆက်တာပေါ့ဒါပေမဲ့ပရိသတ်တွေကျတော့အဲ့လိုမျိုးစိုးဝဲ character တွေကိုပို့ပြီးတော့မှတ်မိကြရဲ့အဲလမ်းမှာတို့လို့ရှိရင်အဲတတနာနောက်ကျိုးကအဲ အဲ့တော့ကြောက်ရဆိုရွာစိတ်တက်မကောင်းတဲ့အမကြီးအဲ့လိုမျိုးကအပြောခံရအောင်เนาะပြီးတော့အဲ့ဒီဒီရင်လေးရရင်ကလည်းချစ်စုခရိုက်တာကအရန်ဆိုးရယ်ဟိုတိမ်လုံးပတ်ပြီးတော့မှွေသွားတာပေါ့မှွေသွားတော့ပြိတ္တတရား Vans ကိုပို့ပြီးတော့စိုက်ကြရထင်တယ်ပေါ့เนาะဟိုငငယ်ကငွေခရိုက်တာလေးရိုက်တော့လေပြိတ္တတရားတနာကြရယ်အဲ့တော့နောက်ခုလောကတော့အစမ်းကြည့်ပြီးပြီဒါပေမဲ့အဲ့လိုမျိုးဖြစ်နိုင်လို့ရှိရင်ဟို vans လေးပို့ပြီးတော့ရိုက်ကြည့်ချင်တယ်ပေါ့ဟုတ်တယ်ပြိတ္တအရမ်းမှတ်မိတယ်ဟုတ်တယ်၃ယောက်တစ်မျိုးစီနော်သူတို့ရဲ့အတွေ့အလေးမှာမတူဘူးနော်ကာရီတာလေးတွေကမတူဘူးနော် ဲ့တော့အနုပညာနဲ့ပတ်သက်ပြီးအခုဒီကိုယ်ကတရုတ်ဆောင်လုပ်နေတာဆိုတော့ဟိုရုပ်ရှင်ဇာတ်ကားတွေလည်းအများကြီးကြည့်ကြမယ်လို့ထင်တယ်เนาะအဲ့လိုကြည့်ပြီးတော့ကိုအားကြတဲ့ဒီအနုပညာရှင်ပေါ့အဲ့အဲ့အနုပညာရှင်ဆိုရင်ဘယ်သူလို့ကိုယ်စိတ်ထဲမှာရွေးချယ်ထားလဲ ဒီ local မှာဆိုလို့ရှင်ဟိုတမင်းကြအဲ့လိုမျိုးနိုင်ငံခြားအဲ့လိုနိုင်ငံခြားကားတွေဆိုတာဒါအဲ့လိုမြန်မာကားကိုတမင်းပို့ချိပြတဲ့ဘာဖြစ်ဟိုတမင်းကိုအလောက်အတွက်လဲဟိုလူမဲထင်တယ်ပေါ့နော်အဲ့လိုရိုက်ကူးရေးမှာတခုခုလိုရတဲ့ဆိုလို့ရှင်အဲ့ကနေပြအကြံဉာဏ်လေးယူလို့ရတယ်ဆိုတော့အဲ့လိုမြန်မာကားကြီးချိပြတော့မြန်အဲ့လိုမျိုးဟိုဒီဒီဦးရဲ့အောင်နိုင်ဘွားလို့ရှင်အနီဆိုမြတ်သူစားနီထွင်တာပေါ့အဲ့လိုအဲ့အဲ့အပိုင်ချကားကိုပို့ချိပြတယ်ပေါ့နော်အာလုံးဝတမင်းအားကြရကြတော့အာဒီ အဲအနီထိုးရင်တော့ပေါ့နီထိုးရင်တော့ဘာလို့လဲဆိုတော့အဲ့လိုမျိုးပေါ့တချင်းလဲဆိုရယ်ပေါ့နော်ဆိုပြီးတော့အတန်းလဲဟိုအရန်ကောင်းတယ်နောက်ပွားလို့ရှိရင်ဒီတရုပ်ဆောင်တဲ့အခါမှာလဲအရန်တဘာဝကြာရယ်ပေါ့နော်ဘာလို့မျိုးတရုပ်ဆောင်တယ်လို့မထင်ရဘဲနဲ့တကယ်ကိုအပြင်မှာကြည်နေရတယ်လို့မျိုးဒီ character တစ်ခုနဲ့တစ်ခုမတူလို့ရှိရင်လဲအဲ့လူတယောက်ဖြစ်သွားတယ်လို့မျိုးခံစားရယ်ပေါ့နော်အာအဲ့တော့ဒီအနီထိုးရင်တော့ပေါ့အရန်တဘောကြာရယ်ပေါ့နော်တကယ်၍အဲတမီချေးတာလို့ဒီလောက်ကိုဆက်လုပ်ဖြစ်မယ်ဆိုလို့ရှိရင်လဲအဲဒီ အဲသူ့လိုပဲပေါ့နော်အဲ့လိုဆွဲဆောင်ရတဲ့အမှုပညာရှင်တယောက်ဖြစ်ချင်တယ်ရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဒါတော့ဒါကြောင့်ဒါဒီလိုကဲမှာဆိုရင်ဒါမြန်မာနိုင်ငံအတွက်မှာဆိုရင်ဒါဟိုပါပေါ့ပြည်တည်ဦးအဦးတည်ဦးဒါသဘောကြရပေါ့တော့ငွေတွေကဒါငွေတော့ဆိုဒါဖေဖေတို့ကအခွေပိုင်းဝယ်တာပေါ့နော်အခွေပိုင်းဝယ်ပြီးကြည့်ပြီဆိုရင်ဒါဦးတည်ကအဦးတည်ပါမှာဒါအဲ့လိုကြည့်တာပေါ့နော်အဲ့အဲ့လိုငွေတွေက crazy ဖြစ်ခဲ့တာပေါ့နော်ဒါဦးတည်ကိုအားကြရဲသူဘာဖြစ်လဲသူတရုတ်ဆောင်တာတွေကတကယ် ပြီးပြီးပြင်းလဲမှာလဲပါတယ်သူဇလန်းနေလဲအများကြီးရိုက်တယ်ဆိုတော့ဒါတော့ပေါ့နော်တကယ်ကြိုက်ပါတယ်အားလုံးဟုတ်ကဲ့ပါဟုတ်ကဲ့ပါအာအကုံမစီနီယာတွေရောအကုံဒီနုပညာလောကတွေကဟိုအကုံအကုံလုံးอ่ะဗောနော်အကုံတင်ယူစရာတွေပဲပြီးရင်ဟိုက ်ချီယာစီနီယာပေါ့နော်မမဖူဖွေးတို့အမဝမွှေတို့ပြီးရင်ပြောဟိုအနေဆုံးမြတ်သူစားတို့အကုန်လုံးပေါ့တခုချင်းစီမှာမင်းတို့အတွက်ကကြောင့်အကုန်တင်ယူစရာကြီးပဲသူတို့ဟိုတကားကြည့်လိုက်ပြီးဆိုတာနဲ့ဟိုတယောက်ချင်းစီအိုင်ဒီယာကွဲတယ်ပေါ့နော်ဒီတခုလေးဆိုဘယ်ရပြီးတော့ပို့ပြီးတော့အဆင်ပြေလဲအဲ့လိုမျိုးတင်ယူစရာကြီးအများကြီးရှိတယ်အဲဒါပေမဲ့အဲ့ထဲမှာအကြိုက်ဆုံးဆိုရင်တော့မမဖူကိုအရန်ကြိုက်တယ်ဟုတ်နော်အဲ့တော့တယောက်ချင်းဟုတ်တယ်သမီးပြောတဲ့လိုမျိုးတူတယောက်ချင်းစီမှာမတူညီတဲ့သူတို့ရဲ့အဲ့လို trademark character ပိုင်းလေး ေးရှိရအားသာချက်လေးရှိရဆိုတော့မှန်ပါတယ်ဒီပညာနဲ့ပတ်သက်ရင်လည်းတင်းကြီးရတွေကအများကြီးပဲဒါပေမဲ့ဟိုအကုန်လုံးကလည်းကိုယ့်အနေကိုစူးစမ်းနေကြတယ်နောက်တစ်ခုကစကားပြောရတယ်ဆိုတာလေးရအစားเนาะအသိမွေ့လေးနဲ့တကယ်ချစ်ဖို့ကောင်းတယ်အဲ့တော့အများကြီးစူးစမ်းပါမောက်လည်းဆက်ပြီးအားပေးပါမယ်ပြီးတော့အခုဒီမြို့နင်းတို့ထာဝရဝေခုနကတော့ကတ်စတင်နဲ့ပတ်သက်တဲ့အမှတ်တရလေးမဆုမွာမိသွားတယ်အခုကျတော့စကားတကယ်ရိုက်တဲ့အချိန်မှာအချိန်ကာလဘယ်လောက်ကြာပြီးရိုက်ခဲ့ရလဲပြီးတော့အရိုက်နေတော့မှရောဘလို့အမှတ်တရတွေပြောစရာလေးအလွယ်လေးတွေကြုံခဲ့ရလဲတယောက်ချင်းစီကပြောပြပေးကြပါဦး အာတမျိုးရိုက်တာကြတော့၄၄လလောက်၄လလောက်ကြာတယ်၄လလောက်ကြာတယ်ဆိုတော့လေအာပထမပိုင်းမှာကြာတော့ဟိုနည်းနည်းအကုန်လုံးเนี่ยဒီအာဒီတရုတ်ဆောင်နေနေပေါ့เนาะမမเนี่ยအရှိမတော့စုံမှုရယ်ဒါပေမဲ့အာတွန်းနေတာเนี่ยကြာတာပထမအဆုံးတစ်ခေါက်စုံတာဆိုတော့လေအာအဲ့လိုမျိုးဟိုနည်းနည်းစိမ့်အစိမ့်တက်တက်ဖြစ်နေဒီ ကရိုက်တာနဲ့အစိမ့်တက်တက်ဖြစ်နေသေးရပါတော့။အဲ့ချိန်မှာတော့အခက်အခဲလေးနည်းနည်းရှိရပါတော့။အာပြီးတော့ဒီသမီးတို့တူတူတွဲတရုပ်ဆောင်အားကြတော့ဒီဦးရဲတို့အနီဝဝအောင်တို့ဒီကုန်းပေါ်ရလုံးဝဟိုစီနီယာကြီးတွေပေါ့နော်။စီနီယာကြီးတွေနဲ့ဆိုတော့သမီးတို့အမားလုံးမိမှလည်းကြောက်တယ်။အာဒါမဲ့နောက်ပိုင်းကျတော့လေအကောင်လုံးနဲ့ရင်းနှီးပြီးတော့ဒီကရိုက်တာရဲ့စိတ်ကိုလည်းပို့ပို့သိလာတဲ့ခါကျတော့လောက်ရတာဟိုအရန်အဆင်ပြေလာရပေါ့နော်ဒီမမတို့တွန်းနေလာအောင်လဲဆိုလို့ရှင်လေအရန်ဟိုတကယ်ဟို တငယ်ချင်းမောင်နှမရေလို့ဖြစ်သွားပြီတော့ပေါ့နော်ဒီပြည့်တဲ့အချိန်မှာပျော်နေကြပါပျော်နေကြတော့အဲ့လိုမျိုးဆိုတော့ဟို အခက်တချို့အခက်ခဲရောရှိပေမဲ့ဟိုအဆင်ပြေရေပေါ့နော်နောက်ပြောလို့ရှိရင်ဟိုဒီကားမှာကျတော့ဟိုရိုက်ကူရဲ့အချိန်ကလည်းနည်းနည်းကြာတယ်ပေါ့နော်ကြာပြီးတော့အာជីဘောကငယ်ဘောကရှိရောအာမမရမုံပေါ့နော်မမရမုံနဲ့ကလည်းအရှိမအခက်လည်းမြစ်တာမှာအင်းချင်းជីဘောကငယ်ဘောကပေါ့နော်အဲ့တော့အဲ့ဒါလေးကလည်းမမဲရဖြစ်တယ်အာနောက်ပြီးတော့ဟို အဲ့လိုမျိုးဟိုជីဘဝမှာကောင်းနေပြီးတော့တမျိုးဒီငယ်ဘဝမှာမကောင်းဆိုလို့ရှိရင်အជីရဲ့ပြိတ္တအဆင်မပြေမှာလဲဆိုရယ်ပေါ့နော်နောက်ပြီးတော့အဲ့လိုမျိုးဟိုငယ်ဘဝကမကောင်းမှုလုံးဝအဆင်မပြေဘူးလို့ပြောရတာမျိုးမခံချင်ဘူးပေါ့နော်အဲ့တော့ဟုတ်ဟုတ်မျိုးတေချာလေးဒီမမနေလဲတိုင်မင်မျိုးဒီ character ဦးနဲ့လဲတေချာဟိုကဖြစ်ပြီးတော့အဆင်ပြေအောင်လို့တော့အကောင်းဆုံးစ조사ခဲ့ပါတယ်ဟုတ်ဟုတ်ကဲ့ပါရှင် အော်အမှတ်တရရပါရှိလေအမှတ်တရတော့အများကြီးပဲပေါ့နော်အများကြီးပဲတွေ့ရဒါဟိုပင်းတရမှာရိုက်ကြတယ်ပျော်တော့ပျော်စရာကြီးအော်ဒီကားရိုက်တဲ့ချိန်မှာဒါကိုယ်တော်လည်းတမုံထူးခြားရဇလန်းတွဲဖြစ်လို့ဒါပြီးရင်ကိုယ်နဲ့လည်း character စိတ်နေတယ်ဆိုတော့ဒါနည်းနည်းလေးချိတ်ဆက်မိအောင်ကိုယ့်အော်လောက်ကရပေါ့နော်လောက်ပြီးသွားဆိုရင်ဒါဒီစနိုးနဲ့တွဲရဲကတဲ့ခန်းနေရအများကြီးဆိုတော့ဒါသူနဲ့ရလဲဒါစိတ်လို့မရဘူးလေဒါအပြင်မှာဒါအရင်ဆုံးရင်းနှီးဝရပေါ့နော်ဒါတကယ်ချင်းမောင်နှမအဲ့လိုမောင်နှမရဖြစ်သွားကြတော့ဒါဒီလို့ ဇလန်းရိုက်တဲ့ချိန်မှာတယောက်နဲ့တယောက်မစိမ့်တော့ဘဲနဲ့ဒါပြောတတ်ဆိုတတ်တာပေါ့နော်ပူစင်ပြီးသွားတယ်ပေါ့နော်ဒါအကုန်လုံးနဲ့အရင်ဆုံးဒါဟိုချိန်ဆက်မိအောင်တေချာလောက်ရတာပေါ့နော်ချိန်ဆက်မိသွားမှဒီဟိုတယုံဆောင်တာအကုန်လုံးကဒါအာဗန္နာအဲ့လိုပေါ့ပြောပြောလို့ရတာပေါ့နော်ဟုတ်အဲ့တော့ဒါဒီကားရိုက်တဲ့ချိန်မှာလဲဒါကျင်းပြိတဲ့ချိန်လေးဆိုဒါပျော်ဖို့ကောင်းတာအများကြီးပဲရှိရဲဒါဟိုပေါ့အနားနေနားနားနေတဲ့အချိန်ပါဆိုရင်ဒါပို့ပြီးတော့ပျော်ဖို့ကောင်းတာသွားစရာနေရာရှိရင်သွားပါရဲအဲဟိုဆက်လိုက်ရိုက်နေရှိတယ်ဟုတ်သွားလိုက်ကြပါဟုတ် ကိုတော့သွားလက်ကျင်လာတော်စရာတော်စရာတော်စရာကြီးတဲ့သမီးရောอืมဒီကတကယ်အမှတ်တရကြီးအများကြီးပဲပေါ့နော်အော်ပိတ်သက်တွေကြည့်ပြီးလောက်ပြီးဖြစ်တယ်အပိုင်းတင်မှာပေါ့နော်မြန်တို့ရဲ့ပြီးရင်ညီမလေးရဲ့ပြီးရင်အဖွားချုပ်ဖြုံးရဲ့ပေါ့နော်ဟိုလာပြီးတော့စုံတာပေါ့နော်စုံပြီးတော့မြန်တို့လာခေါ်ရဲဆင်းမှာဆိုရင်မဲမဲလေးမြင်ရပါအဲအဖြစ်ချင်တော့ဒီမြန်တို့ကအရင်ဒီအိမ်ဆန်တော်ကြီးဆန်ရင်မရောက်ခင်ရပေါ့နော်အဲ့တောင်ရလောက်တယ်အဲဆိုတော့အော်မဲမဲလေးဖြစ်နေရပါဖြစ်နေရောမမကနေပြီးတော့အဲ ဖြစ်ချင်တော့မင်းတို့ကလည်းမိတ်ကပ်အညိုမလဲဘူးပြီးတော့ငယ်ဘဝဆိုတော့လေကလေးကမိတ်ကပ်တွေ brown size ဘာလည်းမပါဘူးမပါဘူးအမအိုင်ရှေးအုပ်ကွက်တွေကတလောက်လောက်လေးအမဲလေးအညိုလေးရှိရောလေအဟိုနောက်ကွက်ဒီနောက်ကွက်ဆိုပြီးအဲ့လိုမျိုးအညို လှုပ်လိုက်တော့လှုပ်ပြီးတော့အဲဆက်ရိုက်တယ်ပေါ့နော်ရိုက်တဲ့အချိန်မှာအဲညီမလေးနဲ့ဒီလိုမုတ်ယူရဲ့ accent လေးပါတယ်ဆင်းပါတော့လက်ကလည်းဖြူနေပြန်အောင်ညီမလေးကလည်းလက်ကလည်းလက်ကနည်းနည်းပိုဖြူနေပေါ့နော်အလက်ကြီးကဖြူနေအောင်လက်ကိုပြန်လှုပ်ပြီးရင်လယ်ဘင်းတွေပါရအကုန်ဟိုပြန်ညိုရတာပေါ့နော်အဲ့ဆင်းလေးကတော့တကယ်မမတ်ရရပြီးရင်ရန်ကုန်ပြန်ရောက်တော့လည်းဒီအိမ်ရောက်ရောက်ချင်းဆင်းပါလေတော့အညိုကြီးပြန်ချရတာပေါ့ကိုတင်ညိုတို့ဒီကိုက်အောင်လို့ဟုတ်တယ်လှုပ်တရုပ်တရုပ်တူနော်ပြီးတော့မှအိမ်ရောက်တော့မှတဖြည်းဖြည်းဖြူရအောင်ဖြူပါတယ်အပြင်မှာ ဟုတ်ပြီအဲ့ဒါဆိုရင်ចောင်းစာကြတော့ဘယ်လိုလုပ်ကြလဲဟုတ်တယ်အဲ့ဒါအရေးကြီးရနော်ဟုတ်တယ်လုပ်ဖို့အဲ့ဒါလည်းအရေးကြီးရနောက်ပြီးတော့လေအဲ့လိုစာတွေစ조사ပြီးတော့ကိုယ်အနေနဲ့အဲ့လိုတီးတန့်အဲ့အဲ့လိုရီမှန်းချက်ပေါ့အဲကြီးလာရင်ငါဘာလုပ်မလဲဆိုတဲ့အာမျိုးရှိလားဒါမှမဟုတ်ဘယ်လိုမျိုးဒီလိုမျိုးအနည်းပညာအလုပ်ကိုပဲကိုဆက်သွားမှာလားဘယ်လိုမျိုးစိတ်ကူးထားလဲပေါ့မမသိချင်တာပေါ့နော်အဲ့ဒါလေးပြောပြပေးပါဟုတ်အာ းစာကကြတော့လေဟိုငငယ်လေးတွေကရိုက်ကူးရဲ့ရက်တရားကြတော့တချို့ဟာလေးတွေကအဲ့လိုတူတူလေးနဲ့ပြီးသွားရုံပဲပေါ့နော်တချို့တမျိုးလည်းဒါပေမဲ့တမျိုးတကြလည်းနေရာရရပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဟိုအများကြီးလာပဲဖြစ်ဖြစ်အဲ့လိုရက်အများကြီးရရဟာဆိုလို့ရှိရင်ចောင်းစာမှာတော်တော်အခက်ခဲဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးစာရရလည်းဟိုလိုက်ကူးဖို့ဆိုတာကြတော့လေဟိုရက်ကအများများလာတော့မကူးနိုင်တော့ဘူးပေါ့နော်တခါလေကြလို့ရှိရင်အဲ့လိုမျိုးတငယ်ချင်းစီကနေယူယူပြီးတော့ ပရင်ထုတ်ပရင်ထုတ်ပြီးတော့အဲ့အရာတွေကိုပြန်ကြက်ရတာပေါ့နော်မမရဟိုတမီးလေးပြားဆိုင်ရိုက်တော့ဆိုလို့ရှိရင်အဲ့တော့က အဲအင်္ဂလိပ်စွမ်းရည်ပေါ့နော်စွမ်းရည်အမင်းမဖြေချင်ဘူးဖြေချင်ဘူးဆိုတာဒီကားရိုက်ကားကြတော့လေမနဲ့မိုးလင်းနေရနေပြီညဟိုးမိုးချုံနိုင်စင်းနေဒီကရိုက်နေရဆိုတော့အဲ့လိုမျိုးဆိုတာမဖြေချင်ဘူးပေါ့ဒါပေမဲ့အဲ့လိုမျိုးကျောင်းကဆရာမကြီးအဒီဆရာမကြီးကြတော့လေအဖြေကြည့်လိုက်ပါပေါ့နော်သူရကြအဲ့လိုမျိုးနားတဲ့အချိန်မှာစော့နေရပေါ့နော်မင်းသမီးကြအမေကခုံးယူချပါစာလုံးဆိုရင်အမစစာအလုံးရတယ်ဒါပေမဲ့သမီးလည်းစော့ချင်တာပေါ့နော်ဆိုတော့တခြားချိန်တွေလည်းရိုက်ကူးရေးနေပင်မန်းတော့စော့ချင်မှလည်းဒါပေမဲ့အာဒါဟို အကုန်လုံးကလည်းတမျိုးဖြစ်စေခြင်းကြတော့အာဖြေလိုက်မယ်ပေါ့နော်ပြီးတော့ចောင်းနှင်းလေးပဲဆိုတော့ကိစ္စမရှိပါဘူးဆိုပြီးဖြေလိုက်တာတမျိုးပထမရောက်ပါဘူးအိုးတော်လိုက်တော်လိုက်တာအဲ့တော့အခုလည်းចောင်းစာကိုလည်းအလုံးလဲလုံးတယ်ចောင်းစာကိုလည်းလင်းဟင်းမခံဘူးပေါ့ဟုတ်အဲ့လိုအဲ့လိုလေးနည်းနည်းအချိန်ကိုတောင်းပေးရတာပေါ့နော်အဲ့ဆိုရင်ဒီចောင်းစာလုံးရင်းနဲ့ရောအာဖွဲရမယ်ဆိုရင်မိမိကဘာဘာဖြစ်ခြင်းလဲအကယ်၍အာတမီးအာတရုပ်စာကိုမလုံးဖြစ်တော့ဘူးဆိုလို့ရှင်တော့အာတမီးဟို ေါက်တာဖြစ်ချင်တယ်ဒေါက်တာဖြစ်ချင်တယ်ဆိုပေမဲ့လည်းဟိုစားရလေအရန်တော်မှာပေါ့နော်တော်ပြီးတော့အာဒါနောက်ခါနေလိုက်ရမယ့်ဟာတွေတမျိုးလေးလာမယ့်ဟာတွေကလည်းအများကြီးဆိုတော့အကယ်၍ဒီတရုတ်ဆောင် carrier အနေနဲ့မလုပ်ဖြစ်ဘူးဆိုလို့ရှိရင်ဒေါက်တာဖြစ်ချင်တယ်ပေါ့နော်အဲအိမ်မက်ရဖြစ်မယ်ဆိုလို့ရှိရင်တော့တမီးကတရုတ်ဆောင်ခေါင်းတယောက်ပဲဖြစ်ချင်တာပေါ့နော်ဆိုတော့ဒီဘက်ကဟုတ်ပါဝါသနာပါဟုတ်ဟုတ်ကဲ့ကဲအဲ့မောင်လေးတို့တားလက်ဒါကြတော့ဒါဇာတန်းတွဲ ရရှိပါရရိုက်ရပြီဆိုရင်ဒါအလုတ်လဲအလေဟိမခံဘူးတောင်းလဲအလေဟိမခံဘူးဒါတောင်းမှာတခါရင်ကျရင်ပွဲရပါကြီးအာဒါတောင်းပွဲရောဒီဒီဘက်အလုတ်ကောဒါနှစ်ဖက်ခွာလောက်ကားရရှိရခင်ဗျာဟုတ်ငယ်လေးနေပြင်းမနေကြပြီဟုတ်ဟောစူးစမ်းရင်စိတ်ရှိလို့လဲနော်အလုတ်ပြင်းမခံနိုင်တာလေနော်ကိုရငယ်တော့စတဲ့မျိုးတွေကိုမနိုင်ဘူး တမီးရောအခုဆို18နှစ်တန်းရောက်လာပြီဆိုတော့တမီးကအခုဒီနေ့ grade 12တက်နေရပါတော့ grade 12ဆိုတော့ဒီ grade 12ဆိုတာတမီးတို့ဘဝရဲ့အဆုံးအဖြတ်တစ်ခုပေါ့နော်ဟိုဘာဆက်ဖြစ်သွားမလဲဘယ်ဘယ် college ကိုတက်နိုင်မလဲဆိုတာအရေးကြီးဆုံး grade 12ပေါ့နော်အဲ့တော့ဒီတစ်နှစ်ကိုလုံးဝနားထားတယ်မမရ Union of Tarawa ကိုရရုံကဆိုရင်6လပိုင်းစရိုက်တန်းအเจ้าကိုတစ်ပတ်ပဲတက်လိုက်ရတယ်တက်ပြီးတော့ချက်ချင်းပြင်းရရောက်သွား ဆင်းရဲပင်းရရောက်ဟာအဲအမှပင်းရမှာတလခွဲလောက်ရိုက်ရတယ်ပြီးရင်ရန်ကုန်မှာနှစ်လလောက်ရိုက်ရတာပေါ့နော်ရိုက်ရောအเจ้าဟာ3လလောက်အရှိပိုင်းလုံးဝလွတ်သွားတာဟို grade 11ဆိုတာလေ grade တွေအခြေခံပဲပေါ့နော်အဲအမှဒီ grade 11ဆိုင်နားလေထားမှ grade တဲမှာပို့ပြီးတော့အတုံးချလို့ရမှာလေဟောတောက်လျှောက်အဲ င်ဒီယားမှာကျတော့တလားခွဲလောက်တော့လလလလအေးစိနဲ့ပြောလိုက်သေးတယ်။ပြန်လာတော့မှပေါ့နော်အကုန်လုံးစာရေးပြန်ကြက်အကြက်ပြီးတော့မှဆောင်းမုတ်ဘက်ကြီးဝင်ဖြေပြီးတော့တေချာလေးတော့လောက်ရတာပေါ့။ကိုကနော်သူများထက်နှစ်လသုံးလလောက်နောက်ကျနေတော့ပို့ပြီးတော့အရှိန်နေလိုက်ရ။အခုရော grade 2အတွက်စာရေးစဉ်းစားဖြစ်နေလား။ စူးစမ်းနေပါအခုကတော့ဟိုကျောင်းမှာတော့ရေးတာ136ရက်လောက်တွေ့အဲ့ဒါပဲကျန်တော့ရေပေါ့နော်ဒါပေမဲ့ရင်လဲခုန်နေဟိုကျိုးလဲကျူးစားရမယ်ကိုနိုင်တလောက်လေးပေါ့ဟုတ်ပဲနော်လေးနာဆူဆွန်းလောက်ပဲကျန်တော့တာဆိုတော့ fighting နော်ဟုတ်ဟုတ်တယ်ဆက်ရလေးလိမ့်လိမ့်လဲလိမ့်ပါတယ်တော်လဲတော်တယ်မကျိုးလဲဖြစ်တယ်လို့ခန့်ဟုတ်တယ်စကားပြောတာဆိုတာအဆလေးကိုရီဆိုဆိုတော့3ရက်လို့ရှင်3ရက်စလုံးအဲ့ဒီအသက်ရွယ်မှာသူတို့လောက်တောင်ရေးချက်ချင်းမှာရေးချက်မယ်အဓိကဘာဆိုတော့ကလေးတွေမှာကအဲ့ဒါလေး ဘာပြန်တွေးမိလဲဆိုတော့သူတို့ရဲ့အားသာချက်ပေါ့နော်။များသောအားဖြင့်ဆိုလို့ရှိရင်အော်ဒီကအကြောင်းစာလောက်ရမယ်အရွယ်ဆိုပြီးတော့အကြောင်းစာပဲခလေးလောက်ခံလို့ရှိရင်အပြင်လောကနဲ့တိတ်ပြီးထိတွေ့မှုမရှိတတ်ကြဘူး။အဲ့ခါကျတော့တိတ်ပြီးစကားပြောတတ်မဆိုတတ်တာမျိုးတွေတုံရတတ်တယ်။သူတို့လေးကြီးကြတော့ငယ်တဲ့ကလူတွေအများကြီးနဲ့အလုပ်တွေလုပ်ဖူးကြတဲ့အခါကျတော့ဘယ်သူနဲ့ဆိုလို့ရှိရင်ဘယ်လိုမျိုးပြောဆိုရမလဲဆိုတာလည်းသိကြရတယ်ဆိုတော့တကယ်ထူးချွန်ကြပါတယ်။အဲ့တော့ဆက်ပြီးတော့လည်းစူးစမ်းပါ။အမတို့ရောပြည်သက်တွေရောအားပေးနေပါမယ်။နော်ပညာရေးလည်းမလိဟင်အောင်အမှုပညာမှလည်းချက်ပို့ပြီးတော့ထူးချွန်နော်ဟုတ်ကဲ့ချစ်သူ